ပုထုဇဉ်ဆိုတာက အလိုလိုနေရင်းနဲ့မှဟိုညံကတုံးရတဲ့အထဲဟိုတကကြီးတယောက်ပြောတဲ့လေသံနဲ့ပြောရမယ်ဆိုရင်တော့ပင်ကိုကအယူပါဆိုရင်အမူးကထက်လာသေးတယ်တဲ့သူပြောတာလေအဲ့ဒါဥစဉ်ဘာပြောချင်တာလဲလို့ပေးသက်ကြီးကရိပ်မိလောက်ပါပြီနော်ဒီကနေ့သိပ်ပြီးတော့ခစ်စားတဲ့အင်မတန်တွင်ကျဲတဲ့အရက်သေးစားနော်လူငယ်တွေကိုအများကြီးမှားစေတတ်တယ်ဟုတ်လား အများကြီးနောင်တကိုရစေတတ်တဲ့အမှားတွေကိုလုလုမိတတ်တယ်နော်ဒါကြောင့်အယက်သေးသာတောက်စားခြင်းသည်နောင်တရတတ်တဲ့အလုပ်တွေကိုအများကြီးလုမိတတ်တယ်အဲ့ဒါနောင်တရခြင်းရဲ့အခြေခံအကြောင်းလို့တောင်ဦးဇင်းပြောလိုက်ခြင်းသေးတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ဉာဏ်ဂန်နေထဲမှာဒီအယက်နဲ့ပတ်သက်ပြီးတော့အာလုံသောအကုသိုလ်တရားတွေရဲ့အခြေခံတောင်ဖြစ်တတ်တယ်တဲ့ဒါလောကီလူလေးပြောကြည့်တာဟုတ်လား တေးကြီးတောက်လင့်တင့်မတင့်ကို ရေးခွင့်မသိပြင်းကြီးမေယူဟီရုတက်ခင် ခမင်းများတို့အကုသိုလ်ကိုမညိုလဲစွာပြုကျင့်ရသည်ရှောင်းကအပြန်အကျိုးဒီတဲ့ကြားဘူးတဲ့နော်တေးကြီးတေးရတောက်လို့ရှိရင်အကုသိုလ်ပေါင်းများစွာကိုလွယ်လွယ်ကူကူလုံမိသွားတတ်တယ်ဟုတ်လားကိုရှင်တို့ကြားဘူးသေးတယ်ဟိုမခုတ်ကူနေမှာနော်အရက်မူးပြီးတော့ရွာတဲ့ဆဲတော့တာကတာကဆဲတာဓာတ်ကင်ပြီးတော့ဆဲတာ ဆရာတော်ဖေးဖြစ်တဲ့လူကမမားတော့မမားရအောင်ဆိုပြီးတော့သားကိုရာသွမှုတွေကျွလုံမိမှဆိုးလို့နောက်ကနေလိုက်ပြီးတော့ဆွဲတာရှေ့ကသားကအရက်ကမူးနေတာလက်ထဲမှာဓာတ်နဲ့လာဆွဲရပါမလားဆိုပြီးတော့နောက်လှည့်ပြီးတော့ရမ်းပလိုက်တာအဲ့ဒါအဖေကြီးပွေးရင်ပြီးသေချာတယ်အဲ့ဒီတကာရဲ့နာမည်ကအေးတောင်းတဲ့တကယ်ဖြစ်ခဲ့တာနော်အဲ့ဒါထောင်ကျတယ်ပြင်ဆန်နန္ဒီယကံထိုက်တယ် အော်ဩစရာကောင်းတယ်နော်အဲ့ဒါအရက်ကြောင့်သူ့အဖေကိုသူချစ်မှပါပဲအဖေမမသိဘာမမသိညာမမသိမူးနေတော့လုံမိလို့ရလုံလိုက်တာအဲ့ဒီအမှပြင်လို့ရသေးလားမရဘူးအဲ့ဒါသေရင်သေချာပေါ့ငရဲကြမယ်ပြစ္ဆန္ဒရိယကအဲ့ဒီအေးတောင်ကတော့ကန်ဆိုးတယ်မသေရင်အစားငရဲကြတယ်အဲ့ဒါသူထောင်ထဲရောက်တော့လေဟိုထောင်သားတွေတောက်ဖို့အတွက်ရင်နွေးဦးကြီးတွေမူပြဲတဲ့ကြီးတွေနဲ့ကြိုးတာရှိတယ်အဲ့ဒါသူကခုံမနဲ့တွေစီးပြီးတော့အဲ့ဒီရင်နွေးတွေကိုခတ်ပြီးတော့အလှဲကြတိုက်ရတာလို့ဆိုတယ် အဲ့ဒီပွက်ပွက်ဆူတဲ့ရေနွေးအိုတဲ့ကိုချေချောပြီးတော့လိမ့်ကြတာဗျာအဲ့ဒီလူကနောက်တော့အဲ့ဒါဆေးရုံပေါ်ရောက်တော့ပူလောင်ပူကြီးတွေအများကြီးတွေဖြစ်အော်ဟစ်ပြီးတော့အဲ့ဒါသေးသွားရောနော်အဲ့ဒီလူမျိုးပြစ်စုံပံမှာကြီးကျယ်တဲ့နောင်တတန်တရားမှာကြီးကျယ်တဲ့နောင်တတွေကိုရရှိတတ်တာကအရက်သေးစားသည်လည်းပဲအဓိကကြတဲ့နေရာကပါတယ်ပြောဖို့ရအချင်းကနေလိုက်တာဗျာဟင်းတကကြီးမိုက်မြား ဒီအယက်သေးသာနဲ့ပတ်သက်ပြီးတော့ပြင်မရတဲ့အမှားတွေမှားပြီးတော့နောင်တတွေနဲ့ပူဆွေးနေရတဲ့လူတွေအများကြီးရှိလိမ့်မယ်လို့ထင်တယ်။